ပဲခူးတိုင်းဒေသကြီးကြောက်တကားမြို့နယ်မှာမေလ28ရက်နေ့ညနေကကျွန်းဆိုင်ခင်းအတွင်ဆိုင်ခင်းလုံသားအခြေကြီးအရမူပြီးစကားမြန်ရန်ဖြစ်ကြရတာကနေဓာတ်နဲ့ခုတ်တမ်းမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ဖရိုနေမီယဲစကန်မှသိရပါဗျ။ဖြစ်စဉ်မှာဖရိုနေမီယဲစကန်ကနေအနောက်ဘက်9မိုင်ကွာမြို့ချောင်းကျေးရွာအုပ်စုဘဘိုးရုံးမတောင်ပေါ်မှာရှိတဲ့ကောင်းမြတ်အောင်ကျွန်းဆိုင်ခင်းအတွင်မှာအသက်45နှစ်အရွယ်ကိုရီထွန်းနဲ့အသက်29နှစ်အရွယ်ကိုနေလင်းဦးတို့နှစ်ဦးဟာအရက်အတူတောင်းနေကြစဉ် တရသီးနဲ့ငချောင်းဟင်းချဲရကနေစကားများရံဖြစ်ခဲ့ကြပါတယ်အဲ့ဒီနော်ကိုရီထုံးကကိုနေလင်းဦးကိုအသွားကိုလက်မှာကွယ်အယိုး18လက်မှာကန်ရှိတဲ့ဓာတ်နဲ့ခုတ်တက်ခဲ့တယ်လို့သိရပါဗါးအဆိုပါဓာတ်ခုတ်တက်မှုကြောင့်ကိုနေလင်းဦးမှာအောင်မေယိုပြက်ရှာတန်ရတစ်ချက်လဲမင်းမှာပြက်ရှာတန်ရတစ်ချက်ရာဘက်နေရွက်မှာပြက်ရှာတန်ရတစ်ချက်ဝဲဘက်လက်ကောက်ဝေးပြက်ရှာတန်ရတစ်ချက်ရရှိခဲ့ပြီးအခင်းဖြစ်တဲ့နေရာမှာပဲတေဆုံးသွားခဲ့တယ်လို့သိရပါဗါး အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာဓာတ်နဲ့ခုတ်သူကိုရီထုံမှာထွက်ပြေးတိတ်လျှောက်သွားခဲ့တာကြောင့်ဖရိုနယ်မီရဲစကန်ကတာဝန်ရှိသူတွေကလိုက်လံဖမ်းဆီးခဲ့ကြရာညနေ6နာရီခန့်မှာအမြန်လမ်းမှာကြီးမိုင်တိုင်း68အနီးမှာကိုရီထုံကိုဖမ်းဆီးရမိခဲ့တယ်လို့ဖရိုနယ်မီရဲစကန်မှာတာဝန်ရှိသူတူကပြောပါရယ်အဆိုပါလူတမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖရိုနယ်မီရဲစကန်မှာပါ250ခုမြေဆောင်2019ပြစ်မှုပုံမှန်300နှစ်အရအမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါဗျာ